Hello အားလုံးမင်္ဂလာပါကျုပ်ကြီး vlog ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ကလောခကြီးစဉ်လေးရဲ့ day 2ဖြစ်ပါတယ် day 2မှာမနက်မနေ့ကခကြီးကတော်တော်ပြန်မှန်းသွားပြီးတော့မှအခုမနက်6နိုင်ခွဲကိုကျွန်တော်တို့ထားရပါတော့မနက်9နိုင်ခွဲ7နိုင်လောက်ကြာရင် day 2ရဲ့ခကြီးစဉ်လေးစပါမယ်အဲ့တော့တဲ့တဲ့နေရာနေပြီးတော့ နဲ့ကျန်နှမ်းမိရတဲ့ view လေးပါအခုဒီ video လေးကတော့ကျွန်တော် ကလောမှာရှိတဲ့ Hate of Villa ရဲ့မနက်ခင်းရှုခင်းလေးတွေကိုလက်လှမ်းမိသလားလိုက်ပြထားတဲ့ video လေးဖြစ်ပါတယ်အမနေ့ကခကြီးနဲ့နဲ့ပန်းသားတာနဲ့မနက်6နာရီခွဲလောက်မှာပဲကျွန်တော်တို့အဲ့ရကနေပြီးတော့နိုးလာတယ်။ကျွန်တော်ကတော့အခုမှနိုးတာ။မွန်ချန်းကတော့ကလောမှာအနက်ခင်း exercise လေးတောင်လုပ်လို့ပြီးနေပါပြီ။အာနိုးနိုးချင်းပဲကျွန်တော်အခန်းပြင်ကိုထွက်လာတဲ့အခါမှာတော့ကလောမျိုးရဲ့ sunrise ကြီးကတော့ကျွန်တော်တို့ကိုကြိုးစွနေတာပါနော်တို့တို့ဟိုတယ်နာမည်ကဘာနာမည်လဲ။ဟမ်။ဟုတ်ကြ။မဟုတ်တယ်နာမည်ကဘာနာမည်လဲ။ဟဲ့။ဟဲ့တော့။ဟာဟိဒတ်ဟိဒတ်မဲ။အော်။ဘာလဲဆိုအဲ့ဒါဆိုင်တာလုံးနေပါလေ။တိုင်း။ ွန်တော်တဲ့အခန်းမှာအခန်းနံပါတ်182ပါဒါကတော့တို့စီမှာလုထားတဲ့ဥယျာဉ်လေးဖြစ်ပါတယ်ဟယ်လိုနေတိုးနေပါရဲ့ဗောနော်ငွေတွေထွက်တဲ့နေရာကိုရောက်ပြောင်းအဲ့ဒါဆိုဆိုဒီငွေတွေထွက်တဲ့နေရာကိုရောက်နေတယ် မင်္ဂလာပါတဲ့ဟိတော့ဟိတော့ဟုတ်တယ်မနခင်အလှလေးတွေပါအဲ့တို့ရင်ရလာမယ်လေ။အချိန်လေးနည်းနည်းပုံနေရတယ်ကျွန်တော်တို့ဒီ heat top villa ပပတ်လေးမှာတပုံလေးတွေဖက်ရိုက်ကြပါတယ်။ မြေပြင်ဒေသကနေလာကြတာဆိုတော့ကျွန်တော်တို့ဒီကလောရရောက်ခြင်းပထမဦးဆုံးခံစားရတဲ့ခံစားချက်ကတော့အေးနေတာလေးပါမနှခင်စောစောစီစီမှာအပြင်ကိုထွက်လိုက်တဲ့အချိန်မှာနေရောင်ခြည်လေးဖြာကျနေပြီးတော့မှအရာဒီဥတုအေးလေးနဲ့နေလို့ကောင်းတဲ့ feeling လေးအားကိုပိုက်ပါတယ်။အေးနေနေမထူးအဒါတော့နေမထူးမလို့ခေါ်ပါကွာ။ဘယ်တော့ခံနေထူးတာပေါ့ဒီ။ ဒီဘက်မှာလည်းရှိသေးတာလားလောရောက်ပြီဆိုတော့ကျွန်တော်တို့ထင်ရှုပင်လေးတွေတော့စတွေ့နေရပြီပေါ့နော်ထင်ရှုပင်လေးဒီဒီ restroom နဲ့အဲ့တော့ဟိုတက်ခန်းလေးတွေပါอืม ဟိုမလကပင်အခုဒါကျွန်တော် breakfast မစားခင်မှာကျွန်တော် heat of villa ပပတ်လေးမှာရှိတဲ့သူ့ရဲ့ရှုခင်လေးကိုကျွန်တော်နည်းနည်းလေးလိုက်ပြပေးမှာပါနော်အင်းမလကပါမျိုးရောက်သွားသလိုပါနော် meeting heat of villa ဟစ်တော့ဗီလာရဲ့ရှုကြည့်နေတယ်ပါအလိုအခုမနက်9နာရီခွဲပါနော်ဟစ်တော့ဗီလာရဲ့ရှုကြည့်နေဟိုလိုက်ကြည့်နေတာပါနော်ဒီမှာတော့ဟစ်တော့ဗီလာရဲ့မီတင်းဟောတဲ့ဒါလေးကကြာတော့ rock garden လို့ နာမည်ပေးထားတယ်။ဘာရှိလဲတစ်ချက်ကြည့်ရအောင်ပါ။အခုဟေတော့ဗီလာကိုပတ်ကြည့်နေတဲ့မှာကျွန်တော်အခုပင့်ကူတကောင်သွားတွေ့တာပါနော်။ပင့်ကူကအခုကျွန်တော်ဗီဒီယိုမှာပြထားသလိုပဲအယောင်ဆုံးနဲ့ပင့်ကူတွေဖြစ်နေတာပေါ့။အဘမန်းတော့မသိဘူး discovery တွေနည်းနည်းပါးပါးကြည့်ပူထားတာအဲ့ဒီတဲမှာတော့ဘဲအကောင်မဆိုအယောင်စုံနေပြီဆိုရင်တော့အစိတ်ရှိတယ်ဆိုတာလေးကတော့နည်းနည်းလေးအဲတိထားတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော် အရှုခင်းနဲ့လိုက်ပတ်ကြည့်တာလေးကိုခဏရက်ပြီးတော့မှမနက်စာလေးသွားစားပါမယ်ဒါတော့ဒီ dot villa ရဲ့ နေရာတွေပေါ့နော်ဒါကျွန်တော်တို့တဲတာကဒီကောင်တနေဒီကောင်နေရာအင်းနေရာကတော့ breakfast နေရာလေးပါ Heto Villa ရဲ့ breakfast ကတော့ကျွန်တော်တို့ဒီ buffet သဘောမျိုးကိုမှအစားအသောက်တွေလည်းတော်တော်လေးစုံပါတယ် အရသာလည်းအဆင်တော်ပြေပါတယ်တောင်တန်းလေးတွေကို ကြည့်ပြီးတော့မနက်ခင်းအေးအေးစိတ်စိတ်လေးမှာကျွန်တော် breakfast လေးစားပါမယ်နောက်လာမယ့်ဗီဒီယိုမှာတော့ကျွန်တော်တို့တွေကလောမှာရှိတဲ့အထင်ကရနေရာလေးတွေကိုလဲပတ်ပြီးတော့မှာအင်းလေးဘက်ကိုခရီးဆက်ကြမှာဖြစ်ပါတယ်နောက်ထပ်တင်မဲ့ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးကြည့်လို့ရအောင် channel လေးကို subscribe လုပ်ပြီးတော့ supporting ပေးသွားလို့ရပါတယ်ဗျာ။ ကဲအဲ့ဒီတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားပေးသွားကြပါအောင်ကျွန်တော်ကြုတ်ကြီးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့တာပေါ့ peace

มาชาเนะผมมาชาเนะเออเอาไปเลยใช่หรือโอเคโอเคจันเนอร์ฮะจันเนอร์โอเคโปรตีนเลย 哦，这屋捏他了，这屋保姆家的嘛捏他了。嗯。罗尼什么狗屁？哈哈哈哈哈哈。